ပစ္စုပန်ဘဝချမ်းသာခြင်းတဲ့ဆိုရင်ပြည့်စုံခြင်း၄မျိုး ਨੇ ပြည့်စုံရမယ်။နော်ပြည့်စုံခြင်းဆိုတံပတာပေါ့နော်တံပတာပြည့်စုံခြင်းအဲ့ဒီတံပတာတရား၄ပါး ਨੇ ပြည့်စုံရမယ်။ဟုတ်လား။အဲ့ဒီတံပတာတရား၄ပါးကဘာလဲဆိုတော့ဥဋ္ဌာဏတံပတာ။နော်အာရခတံပတာ၊ကလျာဏမိတ်တံပတာ၊တမဇီဝိတတံပတာအားတဲ့ပြည့်စုံရမယ်။နော်အရာဌာဏ၄မျိုးဟုတ်လား။ဥဋ္ဌာဏတံပတာဆိုတာကလုံလဝရိယရှိရမယ်၊ကြိုးစားရမယ်၊အားထုတ်ရမယ်။ ော်ဥစ္စာပစ္စည်းကိုရှာရမယ်ဖွေရမယ်ဘလို့ရှာဖွေရမလဲဆိုတဲ့နီလန်းကိုလည်းသိရမယ်အဲ့ဒီနီလန်းသိတဲ့အပိုင်းမှာအကျုံးဝင်တဲ့ဥထာဏတံမာတွေပေါ့နော်စီပါရေးတစ်ခုကိုတကယ်လဲလှုပ်ရမယ်လှုပ်ရုံနဲ့မပြီးဘူးပါတော့လှုပ်လဲလှုပ်တဲ့ရမယ်ပေါ့နော်အကြောင်းတရားကိုမြင်ရမယ်လို့မျက်စောပဲအဲ့ဒီတမှာတော့ထည့်ဟောရတယ်ဒီအလုံးနဲ့ပတ်သက်ပြီးတော့ဘလို့လှုပ်ရင်ရမလဲဆိုတဲ့အကြောင်းတရားကိုမြင်ရမယ်ဟုတ်လားဥထာဏတံမာဆိုတာဟုတ်လားဘလို့လို့ရင်စီဝါဖြစ်မလဲလို့သိတယ်သိပြီးတဲ့နောက်တကယ်လဲလှုပ်တယ်အဲ့ဒါကိုဘာခေါ်တော့ဥဋ္ဌာဏတံပရာ ဟုတ်လားနောက်အရခသမ္မာဆိုတာကကိုရှာလို့ဖွေလို့ရထားတဲ့ဒီစီးပွားဒီဥစ္စာဒီစည်းစိမ်ကိုမပြည့်စည်အောင်စောင့်တက်ရစောင့်ရှောက်တက်ရနော်ဒီလိုထားလို့ရှင်နမင်းကတိမ့်သွားနိုင်တယ်တခိုးတမြခိုးသွားနိုင်တယ်ဟာပြက်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 ဒီဖြစ်သွားနိုင်တယ်မြင်းပြီးတော့မပြောက်ပြက်အောင်မပြည့်စည်အောင်သူများမဖြည့်စည်အောင်နော်ဒါဟုတ်ပါတော့ထိန်ထိန်သိမ့်သိမ့်စောင့်ရှောက်တက်ရမယ်ကာကွက်တက်ရမယ်အဲ့ဒီအရေးချင်းလည်းရှိရမယ်နော်ရှာတဲ့ယုံနဲ့မရဘူးမပြက်မပြည့်စည်အောင်လည်းပဲကာကွက်တက်ရမယ်ဒါဟုတ်ပါခေါ်တော့ အရခသမ္မာတဲ့ဟုတ်လားနောက်တစ်ခုကကလျာဏမိတ်တသမ္မာတဲ့မိကောင်းဆွေကောင်းနဲ့လည်းပြည်စုံရမေးတဲ့အဲ့ဒီဘုရားချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်တမိကောင်းဆွေကောင်းနဲ့ပြည်စုံရမယ်ဆိုတဲ့နေရာမှာမြတ်စွာဘုရားဘယ်လိုလေးဟောထားတယ်ဆိုတော့ဩတီလာရှိတဲ့လူနော်ဩပထမတရားတရားရှိတဲ့လူယုံကြည်မှုရှိတဲ့လူနဲ့ပေါင်းရမယ်နော်ကိုကျင်တရားကောင်းတဲ့တီလာရှိတဲ့လူနဲ့ပေါင်းရမယ်နော်မနှမြောတဲ့စာကစွန့်လွတ်နိုင်တဲ့ပုဂ္ဂိုလ်နဲ့ပေါင်းရမယ် အပညာဘောခန္ဓာအကြောင်းကိုသိတဲ့ပုဂ္ဂိုလ်နဲ့ပေါင်းရမယ်ဟောဒီလေးချက်ကိုမှတ်ထားပြီးရင်ဒီလေးချက်ပြန်လာအောင်ပါဟုတ်လားတတ္တာသီလစာကပညာနော်ဒီလိုတရားတရားနဲ့ပြည့်စုံတဲ့ကိုချင်းသီလနဲ့ပြည့်စုံတဲ့ဆွန့်လွတ်မှုနဲ့ပြည့်စုံတဲ့သိမြင်နားလည်မှုနဲ့ပြည့်စုံတဲ့လူနဲ့ပေါင်းရမယ်ပေါင်းရုံနဲ့မရဘူးတဲ့သူ့ကိုအတုလိုက်ပြီးတော့ကိုလည်းပဲတရားတရားရှိအောင်သီလရှိအောင်ဆွန့်လွတ်နိုင်အောင်သိမြင်နားလည်အောင်လည်းကြိုးပမ်းအထောက်ရမယ်အလွန်ပြည့်စုံတဲ့ဘုံဘုရားဟုတ်လားဒီပြောပြောတာလေမြတ်စွာဘုရားပြောတာလေနော်ကလျာဏမိတ်တံပါဒါဆိုတာ နော်အည်သွေးရှိတဲ့မိတ်ဆွေနဲ့ပေါင်းပြီးတော့ကိုယ်တိုင်လည်းအည်သွေးရှိအောင်သူ့ကိုအမိပြုပြီးတော့ကြိုးပမ်းအထောက်နိုင်ရမယ်။ဒါသုံးခုမြောက်ပြည့်စုံရမယ်အကြောင်းတရားပါနော်။နောက်တမဇီဝိတသမ္ပဒါတဲ့။ဒါကပါတော့အသက်မွေးဝမ်းကြောင်းမှု ပြုတဲ့နေရာမှာ မျှတအောင် အသက်မွေးတဲ့ရမယ်။ဥပပြီးတော့ရှင်းအောင် ပြောရလို့ရှိရင်ဝင်ငွေနဲ့ထွက်ငွေကိုနော်မျှတအောင်စီစစ်ပြီးတော့သုံးစွဲတဲ့ရမယ်။နော်ကိုရှာနိုင်တာထက်ပိုပြီးတော့ကိုသုံးတာမများစေရဘူး။ ကိုရှာနိုင်တာထက်ပိုပြီးတော့ကိုသုံးတာနည်းရမယ်။ဒါမှသာလေ तू ကအဖတ်တင်မှာပေါ့နော်။အဲ့တော့မြတ်စွာဘုရားနော်ငါရှာနိုင်တာဘလောက်တုံငါသုံးမှာဘလောက်တုံဆိုတာချိန်ကြည့်ရမယ်တဲ့။ဘလောက်ထိမြတ်စွာဘုရားကရုဏာနဲ့ဟောတုံဆိုတော့ချိန်ဝင်ကင်တဲ့လူလိုချိန်ဝင်ကင်တဲ့လူကဟာဘလောက်ကလေးဟိုဘက်ကတော့တာသွားပြီ။ဒီဘက်ကဘလောက်တာသွားပြီဆိုတော့ဒီဘက်ကဘလောက်မြောက်သွားမလို့စဉ်းစားရအောင်နော်။အဲ့တော့ဘလောက်လောက်ကလေးပဲတာတဲ့နေဘလောက်လောက်ကတော့မတာတဲ့မူ तू နှိုင်းချိန်။အဲ့တော့မြတ်စွာဘုရားဥမာပေးတယ်။ဟုတ်လား။ငါဘလောက်ရှာနိုင်တယ်လဲ။ ငါရှာနိုင်တာဘယ်လောက်လဲအဲ့ဒါကိုကြည့်ပြီးတော့ငါဘယ်လောက်သုံးမလဲဆိုတာကိုစဉ်းစားပဲအခုဒူတော်တော်များများအဲ့ဒီကိစ္စမှာအဲ့ဒီအင်္ဂါရချွံ့ရင်းညတာပေါ့နော်ပေါင်းဆိုသူတို့ကသူများသုံးရင်သုံးကျင်တာပေါ့နော်ကိုသုံးရမယ့်အနေထားကိုသူများနဲ့သွားတိုင်တာအဲ့ဒါကိုကစအလွဲကြီးလွဲတော့တာပဲပေါင်းဆိုကိုကသူများမှာမဟုတ်ဖဲကိုသူများကဘယ်လောက်ရှာနိုင်မှမသိပဲဟုတ်လားဒါမဲ့လို့ကိုယ်လည်းမိုက်တဲ့ဘာမှမရှာနိုင်မဲ့သုံးတဲ့လူလည်းဖြစ်ချင်းလည်းဖြစ်မယ်ပေါ့အဲ့တော့သူကသူဘယ်လိုပဲဖြစ်နေနေကိုကတော့ ကိုနဲ့ကိုပဲဘာလို့ရမှာတုံးရှင်ရမှာ ဟုတ်လားကိုဘလို့ရှာနိုင်တယ်ဘလောက်ရှာနိုင်တယ်လဲအဲ့ဒါကိုကြည့်ပြီးတော့ကိုဘလို့သုံးမလဲဘလောက်သုံးမလဲဆိုတာကိုစဉ်းစားမှာဟုတ်လားကိုရဲ့အတန်းစားကိုရဲ့အဆင့်ကိုသူများနဲ့သွားပြီးတော့ရှင်လို့မရအောင်အဲ့တော့ဒီနေရာမှာမြတ်စွာဘုရားဟောတာဘလောက်တဘာဝကြလဲဆိုရင်နည်းနည်းရှာပြီးတော့များများသုံးရင်လည်းပဲအတိပဲမရှိဘူးဒါပြက်ကိုပြက်စီးမယ်ဟုတ်လား မြားများရှာပြီးတော့နည်းနည်းသုံးရင်လည်းမျက်စောပြမချီးမွမ်းဘူးဟွန်းအဲအဲ့ဒီအစွန်းတစ်ဖက်ကိုလည်းသွားမနေနဲ့တချို့ကအများကြီးရှာပြီးတော့ဟာတကယ်မှကုတ်စည်းနေပြီးတော့ဘာမှကိုမသုံးတဲ့လူတွေလည်းရှိတယ်အဲ့ဒါကိုမျက်စောပြဘယ်လိုဟောတော့ဆိုတော့ဟိုကိုရှာနိုင်တာနည်းနည်းကိုသုံးတာအများများဆိုရင်ဘာနဲ့တူလဲဆိုရင်တဖန်းသီးစားတဲ့လူနဲ့တူတယ်လို့ကဲ့ရခံရလိမ့်မယ်တဲ့အဲ့ဒါပုံတို့စားတဲ့ဟိုတေချာကြည့်မှအတိပ္ပယ်လေးကသိတယ်တဖန်းသီးစားရဆိုတော့ဘာပြောလဲဆိုတော့ပုံတို့ဇီးဘူးပင်တို့တဖန်းသီးတဖန်းမင်တို့စားခြင်းပြီးဆိုရင် ပင်ပေါ်တက်ပြီးတော့ဆွတ်တာရှားတယ်အောက်ကနေပြစ်တာပေါ့နော်ဝရင်တုတ်တို့ဘာတို့ခဲတို့ကနေပြစ်လိုက်တယ်ဆိုရင်စားကျင်တာတလုံးနှလုံးကျွေးလာတာဘရုံဘရုံဆိုအကုန်ကျွေးလာဖြုံးတီးတာကိုပြောတာဟုတ်လားကိုနဲ့မထိုက်တန်တာတွေကိုသုံးဆွဲတာနော်အဲ့လိုကဲရခံရတဲ့တဲ့နောက်ကိုကအများကြီးရှာနိုင်တယ်တကယ်ကိုပဲအဆင့်တန်းရှိရှိနေနိုင်ထိုင်နေတဲ့လူတယောက်ဒါပေမဲ့လို့အဆင့်မီအောင်သုံးဆွဲတာမရှိဘူးကို့အဆင့်တန်းမီအောင်မသုံးဆွဲနိုင် နှမျောနေတာသူကသိန်းတာဘောပဲအရသာခံနေတာမဟုတ်လားအဲ့ဒါကြက်တော့လေမြတ်စွာဘုရားဘလို့ပြောဆိုဒါလည်းပဲမချီးမွမ်းတိုက်ဘူးတဲ့ဘလို့မျိုးကဲ့ရဲ့တရားရှိလဲသူကြတော့ခုကိုရမယ်အားကိုရမယ်အားထားရမယ်သေရတဲ့လူလို့သူများကဲ့ရဲ့တာကိုခံရလိမ့်မယ်တဲ့သူမှာပတ်စံတွေသာရှိတာအဲ့ပတ်စံတွေကသူ့တို့အားကိုရမှဖြစ်ဘူးအဲ့ပတ်စံတွေကြောင့်သူဘာမှတိတ်ပြီးတော့ချမ်းချမ်းသာသာသူမနေလဲရအောင်ပြီးတော့သေတော့လည်းဘာဖြစ်တော့ထားခဲ့မှာပဲလေသူကိုသူတောင်မသုံးလောက်အောင်နော်ဟိုဒီလောက်ကြီး ကိုစီနေနေသူများပေးဖို့ဆိုတာသူတော်တော်ကိုမစင်းသားတဲ့အနေထားမှာရှိမယ်ဟုတ်လားအင်းထားတော့အဲ့ကျတော့ဘုန်းကြီးတို့ပြောနေတာပါတော့တမဇီဝိတတမရာဆိုတာဝင်ငွေနဲ့ထက်ငွေနဲ့ညီမြအောင်နော်နေတဲ့ရမယ်စားတဲ့တောက်တဲ့ရမယ်သုံးတဲ့ဆွဲတဲ့ရမယ်ဒါပြောတာနော်အဲ့ဒီတမရာတရား၄ပါးနဲ့ပြည့်စုံရင်သေချာပေါက်ဒီလိုပါပါတော့ပြစ္ဆုတ်ပံမှာကြီးပွားမယ်ချမ်းသာမယ်လို့အဲ့လိုဟောတယ်ဟုတ်လားအဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရား အဲ့ဒါလိုတမတာတရား၄ပါးနဲ့ပြည့်စုံလို့ကြီးပွားမှုချမ်းသာမှုကိုယ်မရလာပြီဆိုလို့ရှိရင်မပြီးသေးဘူးတဲ့အဲ့ဒီကြီးပွားမှုကိုထိန်းထားနိုင်ရမယ်အဲ့ဒါဘယ်လိုထိန်းမလို့အဲ့ဒါကိုမြတ်စွာဘုရားထက်ဟောဆက်ပြီးတော့ဟောတယ်ဥမာပေးပြီးတော့ဟောတာ तू ကဟိုရေကန်ကြီးတကန်တစ်ဖက်ဆယ်ကန်ကြီးတစ်ဖက်ကပိတ်ထားတာဟိုဘက်ကတော့ तू ကဘောင်မရှိဘူးကုံမြင့်တွေပါတယ်ကရေတွေစီးကြလာမယ်ဒီနေ့နဲ့ဘက်ကနေပြီးတော့ဘောင်ကြီးခတ်ပြီးတော့ပိတ်ထားအဲ့ဒါကိုတစ်ဖက်ဆယ်ကန်လို့ခေါ်ဟုတ်လား အဲ့ဒီတစ်ဖက်ဆက်ကံကိုဘုံတို့ကြိုးကြမှာဆိုလို့အပေါက်တွေပါတွေဖောက်ထားလည်းရှိတယ်ရေကိုလှုပ်ပေးလို့လည်းရအောင်ပေါ့နော်အဲ့ဒီတစ်ဖက်ဆက်ကံကြီးကိုနော်ဝင်ပေါက်တွေကိုအကုန်ပိတ်ထားတယ်ချောင်းတွေမြောင်းတွေအကုန်ပိတ်ထားပြီးတော့ထွက်ပေါက်တွေကိုအကုန်ဖွင့်ထားတယ်ဆိုလို့ရှင်သေးကြပေါက်ဒီရေရပါတော့ခန့်သွားမယ်ဟုတ်လားဝင်ပေါက်တွေကိုအကုန်ဖွင့်ပြီးတော့ထွက်ပေါက်တွေကိုအကုန်လုံးပိတ်ထားမယ်ဆိုရင်တော့သေးကြပေါက်ဒီကံကြီးရာရေတွေကြီးသွားမယ်အဲ့ဒါမျိုးဆိုဗျာဥမာပေးတာအဲ့လိုဆိုရင်ကိုကဒီတံ္မာတရား၄ပါး နဲ့ပြည်စုံပြီးတော့ကိုယ့်ပစ္စည်းတွေကိုရှားထားပြီးရပြီကံကြီးထဲမှာရေတွေရောက်ပြီဟုတ်လားအဲ့ဒါကိုယ်ထွက်ပေါက်တွေကိုမပိတ်ဘူးဆိုရင်အဲ့ဒီရေကဘာဖြစ်သွားမှာလဲခန်းသွားမှာပေါ့နော်ယိုထွက်ကုန်မယ်အဲ့ဒီထွက်ပေါက်၄ခုကိုမြတ်စွာဘုရားပါဟောင်းလို့ဆိုတော့အဋ္ဌိရုဒ္ဒမိမကျူးအပျော်ပါမက်ဟုတ်လားသူရဒုဒ္ဒမူရရှိဝါအယက်သေးတာကျူးတယ်ဟုတ်လားပြီးတော့အခခဒုဒ္ဒကနန်းကျူးတယ်ကနန်းဆိုတော့လောင်းကစားကိုပြောတာမိမကျူးတယ်မူရရှိဝါကျူးတယ်အယက်ကောပါနော်အယက်အဓိကပေါ့ဟုတ်လား ပြီးတော့ကနန်းကျူးတယ်ဆိုတာလောင်ကစားကျူးတယ်ပပမိတ်တာလေးခုမြောက်ကသူကမိတ်ရွှေပြက်ရှိတယ်အဲ့ဒီလေးခုရှိရင်တော့အဲ့ဒါဟိုထွက်ပေါက်တွေအကုန်ဖွင့်ပြီးတော့ဝင်ပေါက်တွေကိုပိတ်ထားတယ်ရေကန်ကြီးလို့ပျက်စီးသွားမယ်ပေါ့နော်အဲ့ဒီလေးခုမလုပ်ဘူးဆိုလို့ရှိရင်တော့ထွက်ပေါက်ဖွင့်ပြီးတော့အဲဝင်ပေါက်ဖွင့်ပြီးတော့ထွက်ပေါက်ကိုပိတ်ထားတယ်ရေကန်လို့ပြည့်စုံသွားမယ်လို့အဲ့လိုမျက်စွာပြဟောတယ်ဟုတ်လားဒါကဘုံဘုံတို့နော်မပျက်စီးစေဆိုတာနဲ့ပတ်သက်ပြီးတော့ ပစ္စုပန်မှာကြီးပွားချမ်းသာဖို့ပြည့်စုံရမယ်တံ္မာတရား၄ပါးနဲ့ပိတ်ဆို့ရမယ်ထွက်ပေါက်ကြီး၄ခုကိုပြောတာဟုတ်လား